အာဒီနေ့ကကြတော့ကျွန်တော်တို့အာဒီ trading မှာပေါ့နော် trading မှာအသုံးပြုတဲ့ကျွန်တော်တို့ business ပေါ့နော် business knowledge time frame အကြောင်းလေးကိုကျွန်တော်တစ်ချက်ရှင်းပြပေးပါမယ်ခင်ဗျာအာအဲ့တော့ကျွန်တော် trading ပြုလုပ်ဖို့ဆိုလို့ရှိရင်ပထမဆုံးကျွန်တော် အကြံပေးချင်တာအာကျွန်တော်တို့မလောပါနဲ့အာကိုယ့်ထဲကပတ်စံကိုလုံးဝအပမခံပါနဲ့တိတိကျကျစနစ်တကျလေးလေ့လာပေးပါ နောက်တစ်ခုကကြတော့အော်ကျွန်တော် risk free money ဖြစ်ပါစေ risk free money ဆိုတာကဥပမာဆိုပါစို့ဒီပတ်စံကုန်ဝိုင်းရင်ကိုကဟိုဘာမှအသိ true true emotion မခံစားရတဲ့ပုံစံမျိုးပေါ့ဗျာဆိုတော့ကို့မှာဟိုကို့ပိုင်ဆိုင်မှုက1000ရှိရဆိုပါစို့အဲ1000လုံးသုံးလိုက်လို့ရှိရင်ကို့မှာဘာမှမရှိတဲ့ပုံစံမျိုးမဖြစ်ရအောင်အော်တမင်းစားရေတောက်သဘောမျိုးဟိုကျွန်တော်တို့တုံးလိုက်တဲ့အိုက်ပစံကဘာမှမဖြစ်ဘူးဆိုတော့ အဲ risk free money နဲ့စပါပြီးရင်ကျွန်တော်တို့က spot အမောက်ပေါ့နော်ပမာဏတိတိလေးနဲ့စပြီးတော့ဟောကျွန်တော်တို့အလုပ်လုပ်လို့ရပါတယ်အဲလောလောဆယ်ကြတော့ကျွန်တော်တို့ဒီ crypto industry မှာကြတော့ကျွန်တော်တို့စပြီးတော့ဝင်လာတဲ့အဲ beginner တွေပေါ့နော်ကျွန်တော်တို့ဆိုလို့ရှိရင်လည်းကျွန်တော်က leader ဈေးပဲအဲ leader ဈေးပဲအဲ profit ဒီလေရရတယ်လို့ကျွန်တော်တို့ဟော stock လာတဲ့ခဏခဏထိပါတယ်အရှုံးနေလည်းရင်ဆိုင်ရပါတယ်အဲပြီးတော့ trading မှာကအရင် ယူရှင်လားဆိုတော့ trading ကအရင်ကြီးတော့မယူရှင်ဘူးအာကျွန်တော် emotion တွေကိုလည်းထိန်းရတယ်အဲပြီးလို့ရှိရင်အဲကိုကကိုယ့်ရဲ့လောဘတွေကိုလည်းကျွန်တော်တို့ကထိန်းရတယ်အာငွေဖြစ်လွယ်တဲ့အဲနေပဲဖြစ်တဲ့အတွက်ကြောင့်အောင်တအားကို emotion များတယ်အဲ့တော့ကျွန်တော်တို့က အဲ့ဒါလေးကိုတခြားလေးထည့်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ကအာကျွန်တော်တို့ကလည်းအခုလက်ရှိက data နေစေပဲဖြစ်တယ်အာ professional trader တယောက်အနေနဲ့ရက်တည်နေရမဟုတ်သေးဘူးကျွန်တော်တို့စူးစမ်းနေစေပဲဖြစ်သေးတယ်အဲ့တော့ကျွန်တော်တီးတဲ့လောက်ကိုဟိုအစပေါ့နော် beginner အာ beginner တွေအတွက်ပေါ့နော်ကျွန်တော်တို့ကတော့ဟောကျွန်တော်တို့ကတော့ဒီမှာကျွန်တော် data နေတဲ့တက်တန်းကတော့ကျွန်တော်ကတော့ တနည်းနီးပါးတော့တရှိပြီပေါ့နော်အာတနည်းနီးပါးလောက်မှာအာကျွန်တော်တို့ဘာတွေသိခဲ့လဲအဲဆိုတဲ့ဟာလေးပေါ့နော်အဲအဲ့ဒီပုံပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကအာစပြီးတော့အသေးစိတ်ကြီးအာဆိုလိုတာဘယ်လိုပြောရမလဲဟိုလိုအပ်တဲ့ဟာလေးပေါ့နော် basic ပေါ့နော် basic ကိုသိမှာကျွန်တော်တို့ကအာ training ကိုစပြီးတော့ဟောလုပ်လို့ရမှာဖြစ်တယ်ကြောင့် basic လေးမသိရင်တော့မရဘူးဒီနေ့ကစပြီးတော့အာလိုအပ်တဲ့ basically သိရမယ့် knowledge တွေအကုန်လုံးကျွန်တော်တပိုင်းချင်းစီ အဲထပ်ပြီးတော့တင်ပေးတော့မှာဖြစ်ပါတယ်။ Okay okay အဲဆိုတော့ကျွန်တော်တို့ minus တွေကိုထုံးစံတိုင်းပဲဝင်ကြရအောင်เนาะ Okay Okay အဲဆိုရင်ကျွန်တော်တို့ minus တွေကိုဝင်လိုက်ကြအောင်ပေါ့နော်။စပြီးတော့ကျွန်တော်တို့ minus တွေကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးဒီ crypto တစ်ခုပေါ့နော်။အာကျွန်တော်တို့ crypto pair တစ်ခုသွားလိုက်မယ်ပေါ့။ crypto pair တစ်ခုသွားလိုက်မယ်ဆိုလို့ဆိုလို့ရှိရင်ဥပမာအာ for example ပေါ့နော်ကျွန်တော်တို့အတော့ အဲကျွန်တော်တချို့ဟာတွေကကျွန်တော် support resistance တွေဆွဲထားနည်းနည်းရှုပ်နေမှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်မ trade တဲ့မ trade တဲ့ bear တစ်ခုလောက်ပေါ့နော်ဟုတ်ကျွန်တော်မ trade ဖြစ်တဲ့အဲ bear တစ်ခုလောက်ကိုကျွန်တော်ပြပေးပါမယ် okay POL USDT ပေါ့နော် POL USDT ဆိုတာကကျွန်တော်တို့ဗာလဲဆိုတော့ polygon ပေါ့နော် polygon polygon ecosystem token ပေါ့နော်အော်လောလောဆယ်ဒီမှာကျွန်တော် support resistance မဆွဲထားသေးဘူးပေါ့နော် okay အဲ့တော့ တော့ဒီမှာစပြီးတော့ကျွန်တော်တို့ကအာ time frame အကြောင်းကိုကျွန်တော်တို့ကပြောရမယ်ဆိုလို့ရှိရင် control industry တဲ့ကိုစပြီးတော့ဝင်လာတဲ့ beginner တယောက်အနေနဲ့ကိုဟိုဒီဟာလေးကတော့ကျွန်တော်တို့စပြီးတော့ ထိတွေ့ရမယ်လေ့လာရမယ်ဒီအရာလေးတွေစပြီးတော့သိလာမှာပေါ့နော်โอเคအဲ့တော့ဒီမှာဆိုလို့ရှိရင်အပေါ်မှာကျွန်တော် time ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒီ time time ဆိုတာလေးကကြတော့ဒါမှာ15မိနစ်ရှိတယ်1 hour ရှိရ4 hour ရှိရ1 day ရှိတယ်ဒီမှာ mode တွေကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာရှိသေးလဲဆိုတော့အော်ဒီမှာဒီမှာအများကြီးပေါ့နော်1 second 1 uh, 1 minute 3 minute 5 minute အများကြီးရှိတယ်အဲပြီးတော့ဟိုမှာ12နာရီပြီးတော့3ရက် တပတ်တလအဲအဲ့လိုတွေရှိရပေါ့နော်အာတော်တော်များများ trader တွေတော်တော်များများကကျွန်တော်တို့တချို့ trader တွေကြာလို့ရှင်15မိနစ်သုံးတာလည်းရှိသလိုဟောကျွန်တော်တို့ trader တွေကြာလို့ရှင်1 hour သုံးတာလည်းရှိရ4 hour သုံးတာလည်းရှိရဒီအဲဒီ1 day သုံးတာလည်းရှိရပေါ့နော်ကျွန်တော်တို့ကတော့ day trader ဖြစ်တဲ့လူကြောင့်ကျွန်တော်တို့တစ်ရက်မှာပဲအဲ time frame ကိုသုံးတယ်ဆိုလိုတာကကြတော့ဒါကဘာလို့ဆိုလို့လဲဆိုတော့ဒီဟာလေးအဲအဲ့တော့ time frame အကြောင်းကိုပြောရမယ်ဆိုလို့ရှင်အရင်ဆုံး candle ရဆာမှာပေါ့နော်ဟောဒီမှာ candle လေးတွေရှိတယ်ကန်တယ်ဆိုတော့ကဒီကောင်လေးတွေပြောချင်တာပါအနီးအောင်နဲ့အဲ ကျွန်တော်တို့ဒီအစိမ်းရောင်ကန်နယ်လေးတွေကိုပြောချင်တာပါ။ Okay เนาะအဲ့တော့အနီရောင်နဲ့အစိမ်းရောင်ကန်နယ်လေးတွေကကျွန်တော်တို့ကဘာလို့ဘာလို့ဆိုလိုတာဆိုတော့အနီရောင်ဆိုလို့ရှိရင်ဘဲကန်နယ်လို့ခေါ်တယ်။အကြကန်တယ်။အဲအစိမ်းရောင်ဆိုလို့ရှိရင်ဘူးကန်နယ်လို့ခေါ်တယ်။အတက်ကန်နယ်လို့ခေါ်တယ်။ဒါကတော့ knowledge နဲ့အဲသိထားရပြီ။အဲနောက်ပိုင်းကျတော့ဒီကန်နယ်နဲ့ပတ်သက်တာတွေကျွန်တော်ဟောဆက်ပြီးတော့ knowledge sharing လေးလုပ်ပြီး ပါမယ်အခုကတော့လောလောဆယ် time frame နဲ့ပတ်သက်တာလေးကိုဟိုသိစေချင်တဲ့အတွက်ပါဆိုလိုတာကကျွန်တော်တို့ကဒီမှာ15မိနစ် time frame ကိုရွေးထားမယ်ဆိုပါစို့ 15မိနစ် time frame ရွေးလိုက်ပြီဆိုလို့ရှိရင်ဒီ candle လေးတွေပေါ့နော်လက်ရှိဒီမှာလက်ရှိဒီမှာဆိုလို့ရှိရင် shooting star လေးပေါ်နေရပေါ့နော်အဲ့ဒီ shooting star လေးက15မိနစ်ပေါ့နော်အဲ့ candle လေးကပေါ့နော်ပြောမှဆိုရှင်အဲ့ဒီအဲဒီ back candle လေးက15မိနစ်ကိုတတိုင်းပေါ်မှာဗျအဲဒါဆိုလို့ရှိရင်15မိနစ်ချာတတိုင်းပေါ်ထားတဲ့ candle လေးပေါ့နော်15မိနစ်ချာတတိုင်းပေါ်ထားတဲ့ candle လေးအဲ့တော့15မိနစ်ချာတတိုင်းပေါ်ထားမယ်နောက်တစ်ခုကကျတော့1 hour 1 hour ဆိုလို့ရှိရင်ကျတော့တနားချာတတိုင်းပေါ်မှာ သွားလीတနာရီရတတိုင်းပုံမှာအဲနောက်တစ်ခုကကျတော့4 hour 4 hour ဆိုတာကကျတော့၄နိုင်ချာတတိုင်းပုံမှာအာကျွန်တော်တို့က day 1ဆိုလို့ရှိရင်ကျွန်တော်တို့ကတရက်ကိုမှတတိုင်းပဲပုံမှာဗျအာတရက်လုံးလုံးနေမှာကျွန်တော်တို့ကတတိုင်းပဲပုံမှာအဲတော့အော်ဒီကနေတစ်ခုရဲ့ပိတ်ချိန်ကကျွန်တော်တို့မြန်မာစံတော်ချိန်နဲ့ဆိုလို့ရှိရင်အမနက်ဆိုလို့ရှိရင်6နိုင်နဲ့6နိုင်ခွဲလောက်ပေါ့နော်6နိုင်နဲ့6နိုင်ခွဲလောက်ဆိုရင်6နိုင်ခွဲလောက်ဆိုရင်ကျွန်တော်တို့ကနေတပိတ်ပြီးအဲ့ဒီချိန်မှာပုံမှာကျွန်တော်တို့ကအာ trading ကိုကျွန်တော်တို့ကလုပ်ရတာပေါ့နော်အဲတော့ညကလေးကမှကျွန်တော် တို့ analysis တွေလုပ်လုပ်ပြီးတော့မှကျွန်တော်တို့ candle confirmation တွေစောင့်စောင့်ပြီးတော့မှကျွန်တော်တို့ကအာ6နာရီခွဲတော့ဆို trader တွေအကုန်လုံးက6နာရီ6နာရီခွဲဆိုရင်အကုန်လုံးကအာ wake up လောက်ရပါတယ် wake up လောက်ပြီးတော့ကိုတို့ည analysis လုပ်ထားတဲ့ trade တွေကိုကျွန်တော်တို့ကဝင်ပြီးတော့ဟော action ယူကြရပါတယ်ကျွန်တော် crypto မှာဆိုလို့ရှိရင်တော့ crypto ကတော့ဟောတစ်ပတ်လုံးကျွန်တော်တို့က trade လို့ရတယ်အဲဟိုအကန့်တထားတာမရှိဘူးပိတ်တာတွေပြုတ်လာတယ်သူ့မှာကမရှိဘူးအဲ့တော့ forest နဲ့တော့ကွာခြားချက်ရှိတာပေါ့နော် crypto မှာဆိုလို့ရှိရင်တော့ဟော ဖွင့်တာတော့6နိုင်6နိုင်ခွဲရတော့ပုံမှန်ကတော့ trader တယောက်နေနဲ့ထားရတယ်အဲ24 7အဲ9ခလုံးကိုကျွန်တော်တို့က trade ဖို့ opportunity ရှာရတယ်ရှာပြီးတော့ကျွန်တော်တို့က action ယူရတာပေါ့နော်အာဒါဆိုရင် day 1ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့က week 1 week 1ဆိုကြည့်လို့ရှိရင်ဒါဆိုလို့ရှိရင်တပတ်တပတ်မှာ အဲတပတ်မှာတထိုင်ပဲကတ်နဲ့တစ်ချောင်းပဲပို့တာဒါဆိုလို့ရှိရင်အဲတစ်ချောင်းနှစ်ချောင်းသုံးချောင်းလေးချောင်းပို့နော်လေးပတ်ပို့အဲအဲ့လိုမျိုးပို့နော်တပတ်မှာနောက်တစ်ခုကကြတော့1 month 1 month ဆိုတာတစ်လမှာတထိုင်ပဲပို့တာဒီမှာဆိုလို့ရှိရင်ဘယ်နှလပဲရှိသေးတလ2လ3လ4လ5လ6လ9လ10လပဲရှိသေးတယ်ဟုတ်ပြီနော်အော်10လပဲရှိသေးတယ်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့ကဘာ ဘာကွာခြားသွားလဲဆိုတော့ကျွန်တော်ကျွန်တော်တို့ဒီ50 minute ဆိုလို့ရှိရင်15 minute 15 minute တစ်ချိန်ကန်နေပေါ်နေရဖြစ်တဲ့ကြောင်ဒီ50 minute ပေါ်မှာ trade လို့ရှိရင်ကျွန်တော်တို့က profit ဆိုလည်းမြန်မြန်ဆန်ဆန်အဲသွားလို့ရပဲပေါ့နော် profit ဆိုလည်းကျွန်တော်တို့ဒီ market action တွေကြည့်ပြီးတော့ profit ကန်နေတွေကြည့်ပြီးတော့အော်ကျွန်တော် profit ဆိုလို့ရှိရင်လည်းမြန်မြန်ဆန်ဆန်အဲရမယ်အရှုံးတွင်ရှင်လည်းတရက်ထင်းတွေကိုမြန်မြန်ဆန်ဆန်ရှုံးနိုင်တယ်ပေါ့နော်အာ1 hour ဆိုလို့ရှိရင်အဲ့ဒါပဲ profit ကမြန်တယ်အဲ အရင်စောင့်စရာမလိုဘူးဟိုဟိုတနားရီနှစ်နားရီသုံးနားရီအတွင်းမှာ profit ကရနိုင်တယ်ပေါ့နော်နောက်တစ်ခါကျ4 hour 4 hour ကကျတော့6နားရီကျတတိုင်းဖြစ်တဲ့ကြောင့်နည်းနည်းတော့အချိန်ပေးရအောင်ပေါ့နော်နည်းနည်းလေးအချိန်ပေးရတယ်အဲ day 1ကျတော့သူကကျတော့ဟိုဘယ်လိုပြောမလဲ long term ဖြစ်သွားတော့ပေါ့နော် long term ဖြစ်သွားတယ်အဲ trade တစ်ခုကို TP ထိဖို့ဆိုတာ TP ဆိုတာက take profit ကိုပြောချင်တာပါ trade တစ်ခုကို TP ထိဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုရက်တည်းအများကြီးစောင့်ရတယ်ပြကျွန်တော်တို့ဒီ order ပေးထားတဲ့ TP ပေးထားတဲ့နေရာရောက်ဖို့ကျွန်တော်တို့က အာဟိုရက်တွေအကြာကြီးဆောက်ရတခါကြီးကြောက်လို့ရှိရင်လည်းရှင်လည်းအဲတလာနီဘာလောက်ဆောက်ရတခါကြီးကြောက်လို့ရှိရင်လည်းတပတ်လောက်နဲ့ TVT တော့လည်းရှိကောင်းရှိနိုင်တယ်အဲဒါကတော့ကိုယူထားတဲ့အာပုံမူတည်ရောနာအာဆိုတာက ဟိုဘယ်နှစယူထားရလဲပေါ့ဗျာဆိုတော့အာကျွန်တော်တို့ trader တွေမှာဆိုလို့ရှိရင်အနည်းဆုံးတူးအောင်မရရင်ကျွန်တော်တို့မ trade ဘူးပေါ့နော်အဲအဲ့ဒီဟာလေးကလည်းအာဒါက trader တိုင်းပါပဲ trader တိုင်းကအာသူ့ရဲ့ဒီ risk regulation တွေရှိတာပေါ့ဗျာအာ signal စကန်လေးရှိတယ်အဲ့ signal စကန်လေးဒီပေါ်မှာကျွန်တော်တို့အလုပ်လုပ်ကြတာပေါ့နော်အဲ့တော့ ဟော emotion အများဆုံးပေါ့နော် emotion အများဆုံးကကြတော့ဗာလဲဆိုတော့ကျွန်တော်15မိနစ် time frame နဲ့1 hour time frame နဲ့ကကြတော့ဟောကျွန်တော် trader beginner trader ID နဲ့အဲရတော့လုံးဝတော့မသိမသိတော့ပါဘူးကျွန်တော်ကတော့ day trader ဖြစ်ဖြစ်ကျွန်တော် day 1မှာပဲ only trade ပါတယ်အဲ4 hour မှာလည်းအဲ trade လို့ရပါတယ်ဒါပေမဲ့ဟို beginner တွေအတွက်ကျတော့15မိနစ်တို့1 hour 4 hour လို့တက်ကြတော့ဟောကျွန်တော် position sizing တွက်တာနဲ့ဗာနဲ့ညာနဲ့ဆိုလို့ရှိရင်အဲ50 minute တို့1 hour လို့နေကြအောင် ကအဆင်မပြေပါဘူး။ဟိုအဆင်မပြေတဲ့အတွက်ကြောင့်ကျွန်တော်တို့ emotion ကလည်းဟိုအယမ်းကိုများပါလေ။အဲအဲ့တော့ကျွန်တော်တို့ကတော့ D1 မှာ trade trade အတွက်ကြောင့်ကျွန်တော်တို့က emotion နည်းတယ်။အချိန် ကောင်းကောင်းကန်ယူလို့ပိုစင် sizing တွက်ရင်အချိန်ကောင်းကောင်းကန်ကန်ယူလို့ရတယ်ပေါ့ဗျာအာပိုပိုစင် sizing ဆိုတာဘာလို့ဆိုလိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအာအရှုံးမြတ်ကိုတွက်တာပေါ့နော်ဒီ trade မှာငါတို့ကဘယ်လောက်ရင်းလဲ30ရင်းလိုက်လို့ရှိရင်ဘယ်နဲ့အာဘယ်လောက်မြတ်မလဲပေါ့နော်အော်30ရင်း20မြတ်မှာကျွန်တော်အနည်းဆုံးက30ရင်း20မြတ်မှာပဲကျွန်တော် trade ကြတာများတာပေါ့နော်နှစ်ဆပေါ့နော်နှစ်ဆ trade ကြတာအာများတယ်ကိုယ့်ရဲ့ trading system နဲ့ strategy ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကအလုပ်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်အဲဒါလေးကတော့ကျွန်တော် knowledge sharing လုပ်ပေးတာပါအဲ trading trader trader တယောက်အတွက်အဲအစပြုတော့မဆိုရင်ဒီ time frame လေးကလည်းအဲမတိမဖြစ်အရေးကြီးပါတယ်အတက်အကျကသူ့ဘာသူသူအမြဲတမ်းဖြစ်နေရဗျ crypto ကြီးကအကျအနေဓာကြီးပဲတောက်ချောက်မရှိဘူးတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်တက်လိုက်ကြလိုက်အဲ့လိုမျိုးအတက်အကျဖြစ်နေတာအာဝယ်လိုက်ရောင်းလိုက်ဝယ်လိုက်ရောင်းလိုက်ပေါ့နော်အဲ့အဲ့လိုမျိုးဟိုကျွန်တော်တို့အတက်အကျဖြစ်နေရဖြစ်တဲ့ကြောင့်ဒီ time frame ပေါ်အခြေခံပြီးတော့ကျွန်တော်တို့ကအာ trading ကိုကျွန်တော်တို့ကလုပ်ကြတာဖြစ်ပါ ်ပါတယ်။ Okay ကျွန်တော်ရဲ့ TikTok account လေးကတော့ reach နည်းနည်းများနေတော့လीကျွန်တော်ဟိုဘယ်လိုပြောရမလဲ။ ကော်ပီရိုက်သဘောမျိုးပေါ့နော်ရီစထရိတ်နည်းနည်းထိနေတော့အော်ကျွန်တော်နှစ်ကြိမ်လောက်ထိပြီနောက်တစ်ကြိမ်ဆိုအကောင့်အောင်ပြတ်ပြီဗျအဲ့တော့အကောင့်အောင်ပြတ်ပြီဆိုတော့အော်ကျွန်တော် Telegram မှာလည်းကျွန်တော်မေးလို့မေးလို့ရပါတယ်ပြီးတော့ကျွန်တော် YouTube channel လေးရှိသေးဗျာ YouTube channel လေးမှာလည်းတစ်ချက်လောက်ကျွန်တော် subscribe လေးသွားလုပ်ပေးကြပါဦးဒီမှာ Tag Quick You ဆိုတဲ့ YouTube channel မှာလည်းကျွန်တော် အကုန်လုံးအုံတင်ထားပေးပါတယ်ဗျဟုတ်ပြီနော်အဲ့တော့ Tag Quick You ဆို YouTube channel လေးကိုလည်းကျွန်တော် subscribe လေးလုပ်ပေးကြပါဦးခင်ဗျာโอเคအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လို့ပြန်ပြန်တွေ့ပါမယ်ဗျာ